ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်မှာရှိတဲ့ကြားဖြန့်တွေကနေထွက်ပြေးလာတဲ့နိုင်ငံခြားသား36ယောက်ကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးထားတယ်လို့ထိုင်းရီပေါ်တာသတင်းကဖော်ပြထားပါတယ်။နိုဝင်ဘာလ19ရက်နေ့မနက်ပိုင်းကမြောက်ရီမြို့နယ်ရွှေကုတ်ကိုဘက်ကနေတောင်ရင်းမြစ်ကိုဖြတ်ကူးကထိုင်းနိုင်ငံဘက်ကဝမ်ဖကျေးရွာကိုရောက်ရှိလာတဲ့နိုင်ငံခြားသား36ယောက်ကိုဖမ်းဆီးရရှိထားကြောင်းနိုင်ငံခြားသားတွေထဲမှာတရုတ်၊ပါကစ္စတန်၊အိန္ဒိယနဲ့ VN နိုင်ငံသားတွေဖြစ်တယ်လို့သိရပါတယ်။ အဆိုပါနိုင်ငံခြားသား39ယောက်ဟာ KK Bank ဈာဖြန် online ငွေလိမ်လုပ်ငန်းမှာအလုပ်လုပ်ခဲ့ကြတဲ့သူတွေဖြစ်ပြီးထိုင်းနိုင်ငံကို တရားမဝင်ဂိတ်ပေါက်ကနေဖျက်ကူးလာပြီးနောက်ဖမ်းခံရတာဖြစ်ပါတယ်။တရားမဝင်နေဆက်ဖျက်ကျော်လာတဲ့အဲ့ဒီနိုင်ငံသားတွေကိုထိုင်းစစ်တပ်ကဖမ်းဆီးပြီးတဲ့နောက်မဲဆောက်မြို့မှာရှိတဲ့ထိုင်းလာဝကထံလွှဲပြောင်းပေးကထိုင်းနိုင်ငံရဲ့ဥပဒေအရအေးအေးယူသွားမယ်လို့သိရပါဗျ။နိုင်ငံခြားသား39ယောက်ကိုထိုင်းကိုတရားမဝင်ဝင်ရောက်မှုနဲ့ဆွဲချက်တင်ခဲ့ပြီး အချို့ကိုဗီဇာတက်တန်းကျော်လွန်နေခြင်းဖြင့်လည်းဆွဲချက်တင်ခဲ့ကြောင်းထိုင်းသတင်းမှဖော်ပြထားပါရယ်။ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်ရွှေကုတ်ကူမှာရှိတဲ့အွန်လိုင်းလိမ်လည်မှုကြားဖြန့်လုပ်ငန်းတွေကိုနေချားဆောင်တက် BGF စစ်တပ်နဲ့ရဲတပ်ဖွဲ့တွေကနိုဝင်ဘာလ18ရက်နေ့မှာဝင်ရောက်စီးနင်းကနိုင်ငံသားသား346ဦးကိုဖမ်းဆီးပြီးကွန်ပျူတာနဲ့ဖုန်းမြောင်များစွာသိမ်းဆီးခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါရယ်။